ိုရင်းအောင်တို့ရဲ့ယက်တီချက်ယက်တီမှုလေးတွေဟာအဲသူတို့မှလည်းအဘဲကမှလာမငားတဲ့ပုံစံမျိုးတွေကျွန်တော်တွေ့ရတယ်ဗောနော်တွေ့ရတယ်အဲ့တော့အဒါနဲ့ပတ်သက်လာလို့ရှိရင်အဲကိုရင်းအောင်ပြောတာမမှားဘူးဗျမှန်တယ်ဘာကြောင့်မှန်လဲဆိုလို့ရှိရင်အခုတက်နေတဲ့တက်နေတဲ့အစိုးရဗောနော်အစိုးရကြီးဦးမင်းအွန်လိုင်းအစိုးရအဖွဲ့ပါနိုင်ငံရေးမပြေဘူး ဥတန်းရွှေပေါ့ဥတန်းရွှေရဲ့ခြေပြားကိုလိုက်မိဖို့မပြောနဲ့ဥတန်းရွှေလက်ထက်ကတို့ဒီပြန်ကြားရေးဝင်ကြီးတို့เนาะအကောင်လုံးဒီလူတွေရဲ့ရေချင်းကိုဘာကြောင့်တို့လောက်ဘာကြောင့်မအောင်မြင်လဲဆိုလို့ရှိရင်ဒီနတ်ဆကအဖွဲပေါ့နတ်ဆကအဖွဲခုနာလာအာအဖွဲဟာရေချင်းတို့ကိုလိုက်မမိတော့อืมလိုက်မမိတဲ့အပြင်ကိုကိုချိုးကြည့်တဲ့ဘုံချုပ်တွေကိုချိုးကြည့်တဲ့အရာရှိတွေခေါင်းဆောင်တွေတော်တော်များနေတယ် အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်ဒုံစံတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့နော်ဒီတန်ချလေးကိုအရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်နော်你那脸对着。 โอเคဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်เนาะခိုးတယ်ခိုးတယ်ကျမတော့ဆင်းလို့ရခိုးတယ်ခိုးတော့လည်းခိုးမှာပေါ့နော်ဝင်တယ်ဆိုတော့ကျမလည်းခိုးတယ်ကျမမေးလည်းခိုးတယ်မျိုးတို့လည်းဝင်တယ်ဆိုရင်ခိုးတယ်မသိလို့လည်းဆိုအစိုးရခိုးပြီလာပါဦးကျမတို့ဖိုင်မောဖိုင်မောရတဲ့အူမမတောင်းတဲ့အတွက်ဒီလောင်းဆောင်ခိုးမှာပဲလူတိုင်းခိုးတယ် Okay, ဒီညီမရဲ့ဗီဒီယိုဖိုင်ကိုဖဲဆက်နားထောင်ကြည့်လိုက်အောင်နော်။ဒီချာနားထောင်ပါ။ ဟုတ်ကဲ့ပါရှင်ဟိုခွေးစိတ်ပေါက်ပြီးတော့ခွေးဖြစ်ချင်တဲ့ဆန္ဒမရှိသေးလို့လောလောဆယ်မှာရောနောက်တစ်ချိန်မှာရောအဲ့လိုစိတ်ကူးမျိုးမရှိသေးပါဘူးရှင်ပြီးလို့ရှင်တော့တချို့ PDF တွေ PDF တွေတော့နင်တို့ဘာသာနင်တို့အမှန်ဝင်တာကိစ္စမရှိဘူးဒါပေမဲ့ဟိုပြည်သူတွေရဲ့သွေးနဲ့ချွေးနဲ့လူတန်းထားတဲ့ဒီရလာတဲ့ဟာတွေနဲ့ဝေထားတဲ့ပေါ်တော့ခန်းတွေကိုနှုတ်ယူပြီးတော့ပြေးတယ်ပေါ်တော့ပြီးလို့ရှင်ငါတို့စခန်းတွေကိုလိုက်ပြရတယ်ဟိုဆိုလို့ရှင်ကန့်အစ်စ်တွေဆောက်ရတယ်ပြီးဒီကန့်အစ်စ်တွေလည်းဆောက်ရတယ်ပေါ်တော့အဲ့ဒီအတွက်က မကုံတင်းမယ်နဲ့ကုံရတယ်ပေါ့နော်အင်းနင်တို့တွေခွေးစိတ်ပါပြီးပြည်တာကိစ္စမရှိဘူးနော်လူဆိုလူလိုတည်နော်လူစစ်စစ်ကနေနင်တို့ခွေးဖြစ်သွားတာကိစ္စမရှိဘူးဒါပေမဲ့ဘသူဘသူကိုမှနင်တို့ထိုက်ပြီးတော့ဒုက္ခမပေးနဲ့တည်လားငါဆိုလဲတော်တယ်ကြီးကိုစိတ်ကုံလို့နားကျင်တာနားသွားလိမ့်မယ်ငါအဲ့လိုစိတ်ကူးမျိုးဘယ်တော့မှခုမှမဟုတ်ဘူးနော် အဲဒီဘယ်လိုအဖွဲတဲ့ဝင်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာ mention ပြထားတဲ့အကူစီမှာအဲတွားပြီးတော့မေးလို့ရတယ်ဆက်သွယ်လို့ရတယ်ပေါ့နော်အဲဒီကောင်ကနေတစင်ခေါ်ပြီးလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့ခုလိုလိုဆိုင်မအားရဖြစ်တဲ့တော့အဲဒီကိစ္စလေးကိုအဲလိုလိုဆိုင်လက်မကြည့်နိုင်သေးပါဘူးရှင်တော်ထိုင်ရေးထဲမှာလည်းနော်ရောရောင်ပြီးပါလာတဲ့အချက်မပြည့်တဲ့မှာဘောရီရှိတယ်ဒါကတော့အရှိတရားပဲ Okay. ဒီဗီဒီယိုဖိုင်လေးကိုပဲစနားထောင်ကြည့်လိုက်ရအောင်နော်နေပြီးတော့ဇေယျသိန်းကြီးရွာမှာဇေယျသိန်းကြီးရွာရဲ့ဆိုင်းပုတ်ကလေးမရောက်ခင်ရန်ကုန်ကအလားဆိုင်းပုတ်ကလေးမရောက်ခင်မှာမတော်ပီကေဝစ်ဆိုဟက်ဆောင်ပြီးတော့အောက်ကပေါင်းပြီးရအပြာအပေါ်ကအေဂျီကရဲတွေကိုထုတ်ပေးတဲ့အေဂျီအပြာလက်ရှိဝစ်ပြီးတော့သူတို့ကသူတို့မတော်ပီကေဟန်ဆောင်ပြီးတော့အဖွဲဖွဲ့ပြီးတော့ လိုင်စင်တွေကိုဖမ်းတယ်လိုင်စင်တွေကိုကျူးတယ်ယူပြီးတော့ရှင်ဘာလောက်တာလဲလို့မေးတော့ဒီမှာအကောင်အပြည့်စုံပါတယ်ဘာလောက်တာလဲဆိုတော့အရှင်းမားတဲ့မီးတီးအပေါ်ပါလို့ဆိုပြီးတော့ဖမ်းပြီးတော့တောင်းတောင်းစားနေတယ်အကျွန်မတို့ကလည်းအော်မတော်ပြီခဲ့ပဲလို့ထင်ခဲ့တာဟုတ်တယ်လို့အောင်းမဲ့တာအဲ့ဒါလေဒီဘက်ကဒီဘက်ကမောင်းလာတယ်ဘိန်းလဲနှစ်လက်နှစ်ဘိန်းတော့ပဲလက်အောင်မရှိသေးတယ်မတော်ပြီခဲ့တွေ့တယ်မဟုတ်ဘူးလေကျွန်မတို့ဟိုမှာမတော်ပြီခဲ့ကိုပေးခဲ့ပြီလေဆိုအဲ့ဒါမတော်ပြီခဲ့မဟုတ်ပါဘူးတဲ့စစ်သားတွေက ရှိကြီးအရာရှိအရာရှိကြီးအရာရှိငါညာအခြားစင်ညာညီမလေးငါမစင်တာလောက်တာဟာပတ်စံတောင်းစားဖို့တောက်တာလားဒီသူတွေရှိမှာကာသမားတွေရှိမှာပတ်စံတောင်းစားဖို့စစ်ထဲဝင်ကြတာလားလို့သိချင်ပါတယ်မေးချင်ပါတယ်ဝင်နေရှိကျမလည်းဝင်နေလောက်ခွာရှစ်ဖို့ကောင်းတယ်ဝင်နေရှိရင်ရှစ်ဖို့ကောင်းတယ်အဲ့လိုဆိုရင်ပတ်စံတောင်းစားခြင်းလည်းဆိုရင်လက်လက်ကိုင်းပြီးစစ်သားမလုပ်ပါနဲ့ရှစ်ဖို့ကောင်းတယ်ခွတ်ဆွဲပြီးတောင်းစားပါ ပေါ်တင်တောက်ဆောင်ပါလူရဲ့အိတ်ခါတရအချင်းအိတ်ခါတရပိသက်စွာနဲ့ကျင့်သုံးပြီးတော့ဆက်ဆော်ပြီးတောက်ဆောင်ပါအဲ့လိုမျိုးအယောင်ဆောင်ပြီးတောက်ဆောင်ပါလေရှစ်ဖို့ကောင်းတယ်နော်ကိုမိမကိုမိဘကိုညီကောင်မအဲ့လိုအယောင်ဆောင်ပြီးတောက်ဆောင်တာဘာလို့ရှစ်ဖို့ကောင်းလဲနောက်ဘဝကပြောတယ်အခုဘဝမှာတော့ရှင်လို့ရတဲ့ဝင်းဝင်းဟာတုံးချိုးတချောအောင်မရှင်းစားခဲ့ရတာတုံးချိုးဟာ ။သုံးချိုးတစ်ချိုးပဲစားခဲ့ရတာနော်။နှစ်ချိုးကချင်းတို့ပြန်ပေးခဲ့ရတာကြီးရဲ့။ချင်းမိဘတို့ခွာရောက်ရောမရောက်ရင်ချင်းညီမရောက်ချင်းညီမရောက်ချင်းမိဘရောက်တစ်ခုခုအကြောင်းနဲ့ပြန်ပေးဆက်ခဲ့ရတယ်ဆိုတော့ရှင်တို့သိဖို့ကောင်းတယ်။ကျမလည်းဝင်နေတော့ဖြစ်ခဲ့ဘူးကေ။ဒါကြောင့်သိနေတယ်။ကျမဝင်နေဖို့ကမလဲ။ကိုနဲ့ပတ်သက်ရပတ်သက်ကြောင်းမယ်ယူရင်ယူမယ်စားရင်စားမယ်ကြောင်းမယ်အဲ့လိုလိမ်မစားဘူးညာမစားဘူးနော် ဝင်တန်းလုတ်တာပြီးသူကိုတနက်ကြီးရဲ့ကင်ပြီးတော့ပြီးသူကိုကာခွယ်ဖို့လုတ်တာဟာမဟုတ်ဖဲနဲ့လက်နဲ့ကင်ပြီးတော့လမ်းဘေးတွေမှာပတ်ဆက်တောင်းတဲ့ပြင်အယောင်ဆောင်ပြီးတော့ပါမိခွက်အပေါ်ပါလို့ဆုတ်ပြီးတော့မတော်မတော်ရင်နေမှာရေစစ်တလိုလိုနဲ့တောင်းစားတာမရှက်ဘူးလားတို့ဟမ်မရှက်ဘူးလားလူတွေရောဟုတ်ရဲ့လားကိုမောင်မောင်ရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင် ကြည့်လိုက်ရအောင်နော်ဟုတ်အဲကိုရင်းတော်ကိစ္စလေးကျွန်တော်ပြောပြချင်တယ်ကိုရင်းတော်ပြောသွားတဲ့ကိစ္စလေးကအဲသူလည်းနှစ်ဖက်ပဲမြင်တာသွားတွေ့ရပါတယ်နော်အဲသူကဒီဘက်ငါးဒီဘက်ကငါးလေးဒီဘက်ကငါးဒီဘက်ကငါးလေးဆိုတဲ့ပုံစံမျိုးလေးပေါ့ကိုရင်းတော်ရဲ့ယက်တီချက်ယက်တီမှုလေးတွေဟာအဲသူတို့မှလည်းအဲဘေကမလာမငားတဲ့ပုံစံမျိုးတွေကိုကျွန်တော်တွေ့ရတယ်ဗောနော်တွေ့ရတယ်အဲ့တော့အဒါနဲ့ပတ်သက်လာလို့ရှိရင် အဲကိုရင်းတော့ပြောတာမမှားဘူးဗျာမှန်တယ်။ဘာကြောင့်မှန်လဲဆိုရှင်အခုတက်နေတဲ့တက်နေတဲ့အစိုးရပါနော်အစိုးရကြီးဥမင်းအွန်လိုင်းအစိုးရပဲပါနိုင်ငံရေးမပြေဘူးဥတန်းရွှေပေါ့ဥတန်းရွှေရဲ့ခြေပြားကိုလိုက်မိဖို့မပြောနဲ့ဥတန်းရွှေလက်ထက်ကတို့တို့ဒီပြန်ကြားရေးဝန်ကြီးတို့နော်အဲအကုန်လုံးဒီလူတွေရဲ့အခြေချင်းကိုဘာကြောင့်တို့တို့လောက်ဘာကြောင့်မအောင်မြင်လဲဆိုလို့ရှိရင် ဒီနာစကအဖွဲ့ပေါ့နာစကအဖွဲ့ဟိုနာလာအဖွဲ့ဟာအရေးချင်းသူတို့ကိုလိုက်မမီလို့อืมလိုက်မမီတဲ့အပြင်ကိုကိုချိုးကြည့်တဲ့ဗိုလ်ချုပ်တွေကိုချိုးကြည့်တဲ့အရာရှိတွေခေါင်းဆောင်တွေတော်တော်များနေတယ်နော်ခေါင်းဆောင်တွေတော်တော်များနေတဲ့ခါကျတော့အခုအဲဘလိုခေါ်မလဲဆိုတော့ဘယ်ဘက်မှမပါတဲ့ပြည်သူတွေကအသက်တာတယ်ခေါလုံးကหนีခဲ့တဲ့သူတွေတော့မှပဲဘာပဲဖြစ်ဖြစ်ခေါလုံးကหนีခဲ့တဲ့သူပေါ့ဗျာခေါလုံးကတော်လန်ရေးဆိုတဲ့သူတွေကလည်းနေရာရတယ် အခုလုံးဝတတ်မတော်နဲ့ဟလာဒီ NASA ကောက်ထောက်ခံတဲ့ Umin Online ကိုထောက်ခံတယ်ဆိုဒီ Umin Online နဲ့ဒီအုပ်စုကသူ့ကိုထောက်ခံတဲ့သူတွေကိုဘယ်လိုအသုံးချရမလဲလဲစဉ်းစားတာဘယ်လိုမျိုးပံ့ပိုးရမလဲကူညီရမလဲဆိုတာဟာအဲ့တော့ဒီသူမပြေဘူးမပြေတဲ့အတွက်ကြောင့်မို့လို့ဒီပေါ့အခု2021ကနေစာရေးဖြစ်တဲ့နိုင်ငံကြီး9နှစ်ကြာရအကြောင်းရာသူ့ရဲ့ဉာဏ်ပြင်းမှုသူ့ရဲ့အလုပ်လုပ်တဲ့ပုံစံတွေဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ကိုဂျိုးနဲ့ကိုအိအတွက်ပဲကိုကြည့်အောင်ပုံများရတယ်ဗောနော်ဒါတွေကမိမိကိုအားပေးထောက်ခံတဲ့အင်အားစုတွေအားလုံးဖြုံးပြီးတဲ့နေရာမှာဦးမင်းအောင်လာရအတော်ဆုံးပဲဖြုံးပြီးတဲ့နေရာမှာသူ့ကိုအားပေးထောက်ခံတာပုံမှန်လည်းပြောရရင်ခင်ဗျားတို့အဲ့ဒီစာလုံးကြီးစဖြစ်ကြတဲ့သူ့ကိုအားပေးထောက်ခံတဲ့ပြည်သူအစိမ်းတွေဆိုနေတာမို့လမ်းပေါ်ထွက်လာတာနေတာမဟုတ်ဘူးအမဘာသားတွေဆိုလို့ရှိရင်အားပေးတာရန်အားပေးတာဗောနော်အဲ့ဒီအားပေးတဲ့ပြည်သူတွေကိုအင်အားတွေအတုံးမချပဲနဲ့အတုံးချဆိုတော့ ချီးမြှောက်မှုလုံးဝမရှိဘဲနဲ့ဘယ်လိုအတုံးချရမလဲเนาะဘယ်လိုမျိုးဘယ်လိုပြောရမလဲဆိုလို့ရှိရင်မပြောကောင်းမပြောကောင်းဘူးဗျာเนาะအဲဘယ်လိုအတုံးချရမလဲဆိုတာပဲပြောလိုက်ပါမယ်ဘယ်လိုမျိုးအတုံးချရဘယ်လိုကန်ထုတ်ရမလဲအတုံးချမဲ့တုံးတုံးတုံးပြီးကန်ထုတ်မယ်ဘယ်လိုမျိုးချုပ်လက်ထည့်ရမလဲဆိုတာစဉ်းစားလိုက်ပါပဲအဲ့ဒီနေရာမှာအရန်ကိုညံ့ပါအမှန်ညံ့တဲ့အတွက်ကြောင့်မို့လို့အဲဥဒိန်ဥဒန်ရှိဘယ်လိုလုပ်လဲကျွန်တော်ကြည့်ရမယ်နိုင်ငံတော်ဘတ်ဂျက်ရဲ့အနေနဲ့မိမိရဲ့ဟိုဘတ်ဂျက်အနေနဲ့ထုတ်သုံးပြီးတော့ ရုပ်ရှင်တွေရိုက်ပေးတယ်အဲဗီဒီယိုတွေရုပ်ရှင်တွေရိုက်ပေးတယ်ဗီဒီယိုရိုက်ပေးတယ်ပွဲတွေကျင်းပပေးတယ်ဒီလိုပွဲတွေကျင်းပပေးတယ်ရုပ်ရှင်တွေရိုက်ပေးခြင်းဟာရုပ်ရှင်တွေရိုက်ပေးခြင်းဟာမိမိကိုအားပေးထောက်ခံတဲ့အမှုပညာရှင်တွေရဲ့အိတ်ခဲလေးဘယ်လိုမှ channel ငွေကြီးကို channel လုပ်ပေးရရောက်တယ်အဲ့လို channel လုပ်ပေးရရောက်မှလည်းကိုယ့်ကိုအားပေးထောက်ခံတဲ့ပြည်သူနဲ့အစားတစ်ဖြစ်ပေါ့ဒီအားလုံးကဘယ်လိုလဲကိုယ်ကကြည့်ရမှာဖြစ်တယ် အဲအဲ့လိုမကြည့်ဘူးသူ့ကိုအားပေးထောက်ခဲ့တဲ့သူကဘလို့အသုံးချမှာဆိုတော့စဉ်းစားပြောချင်းကန်ထုတ်ပဲအသုံးချပြီးတော့အားလို့ဘလို့မျိုးထည့်ရမယ်ဆိုတော့စဉ်းစားနေတဲ့ကောင်းဆောင်မျိုးပေါ့ကိုယ့်ဘက်ကိုရက်တဲ့ကောင်းဆောင်မျိုးဖြစ်နေတာကိုကျွန်တော်တော့တွေ့ရတာပေါ့ဗျာနော်အင်းအဲ့တော့ဒီကိစ္စတွေအားလုံးကခဲဒီပေါ့ဒီ NASA ကအားပေးမိသူစသဖြင့်ပေါ့ဗျာနော်ဒါကိုနေတော်ပြောတော့ကျွန်တော်တို့ကလုံးဝလက်ခံတယ် ။ဥမင်း online ဒေသသူပိုင်ဆိုင်မှုတွေပေါ့အမြင်လေးပြောပြပါဦးမယ်နော်။ဟာဥမင်း online ရဲ့ပိုင်ဆိုင်မှုပေါ့သူသားရဲ့ပိုင်ဆိုင်မှုသူသမီးရဲ့ပိုင်ဆိုင်မှုသူ့ရဲ့ပိုင်ဆိုင်မှုဟာတော်တော်ကြီးကိုများပါလေနော်တော်တော်ကြီးကိုများပါလေ။ကျွန်တော်အရင်ကတင်ပေးဖို့တယ်။အဲ့တော့အဲကျွန်တော်ဟိုဘလို့ခေါ်မလဲဒါတွေကအာနာရရှိနေရင်တော့လည်းအကြောင်းမဟုတ်ဘူး။အာနာမရှိရင်တော့ခင်ဗျားတို့ဒါတွေကစစ်စေးမင်းမြန်ခွင့်နဲ့ရှိနေပါတယ်နော်။စစ်စေးမင်းမြန်မှုတွေလောက်ရမယ်အတိုင်းအတာလေးရှိတယ်။ ဥမာပြတော်ဆန်းစစ်ကြီးကအဲဘလိုကောင်းလဲဒီခွင့်ပြုမိန့်လေးတစ်ခုပေးမိတာနဲ့နေမယ်ကျွန်တော်တို့ခြားစားမှုနဲ့တရားစွဲခံရရင် သူသာအာနာမရှိလို့ရှိရင်တော့သူသာသမီးတွေနော်ဟိုဘလိုကောင်းလဲဆိုရင်ပိုင်ဆိုင်မှုတွေအားလုံးဟာမိကိုထုတ်ခံရပြီးတော့မှုနဲ့မညီဘူးဆိုမြန်မာနိုင်ငံမှာနေသူများတွေအားလုံးအမှုနဲ့ညီမညီတဲ့သူမရှိပါဘူးတစ်ခုနဲ့တစ်ခုတော့ဆွဲခံပါမယ်အဲ့တော့ အဲ့ဒါလည်းမိသားစုအကျိုးစီးပွားဆိုလည်းရှိအောင်မှထင်ပါတယ်ကျွန်တော်ကြည့်ရတာပေါ့သူတို့အခြေအနေကိုကျွန်တော်ကြည့်ရတာပေါ့နော်ကိုမောင်ကြီးရဲ့ပြိုင်ဘက်မရှိကိုကိုကမေးရနော်ပြိုင်ဘက်မရှိတဲ့ရွေးကောက်ပွဲကအမှန်တရားဖြစ်လာနိုင်သလားဒီရွေးကောက်ပွဲကြီးမှာအမှန်တရားကိုအရန်ကြီးတော့မမျော်လင့်ပါနဲ့ဗျစင်လုံးချောကောင်းတဲ့ရွေးကောက်ပွဲကတော့ဘယ်နိုင်ငံမှမှတော့ကျွန်တော်တို့မြင်တွေ့နိုင်မှာမဟုတ်ဘူးနော် irregularity ဆိုတာနိုင်ငံတိုင်းမှာရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံလိုမျိုးဘပေါင်းစုံကနေပြီးတော့ ပြဿနာဖြစ်နေတဲ့နိုင်ငံတစ်ခုအနေနဲ့ကျွန်တော်တို့ရွေးကောက်ပွဲက free and fair election ဖြစ်လာဖို့ဆိုတာကတော့ခင်ဗျားတို့ကျွန်တော်တို့မျှော်လင့်လို့ရမှာမဟုတ်ဘူးဟာပြောမစင်အခုရွေးကောက်ပွဲကလည်းအခုမဲစင်းတွေလွဲမမှုတွေကလည်းခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပေါ့နေရာတိုင်းတော်တော်များများမှာဖြစ်နေရရှိတယ်အဲ့တော့ မက်ဆီနေဘလောက်ထိယုံကြည်စိတ်ချရလဲဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့စစ်စစ်မေးမြန်းနေရမှာဖြစ်ပါတယ်နော်အဲ့တော့ရွေးကောက်ပွဲတကယ်ကျင်းပတဲ့အခါမှာမက်ဆီလွဲမားတယ်ဟိဆိုတဲ့ပြည်သူလူထုစီကအတန်မထွက်ရင်ကျွန်တော်ထွက်ပါမယ်နော်အဲ့တော့မက်ဆီလွဲမားတာကိုမတည်ရှင်းဘူးတဲ့ရှင်သူများမက်ဆီလွဲမားတော့ငါဒါဟာနိုင်ငံတော်ကြီးကိုချိန်ချမှုတစ်ခုဆိုပြီးတော့နော်ပုံမှန်၄တခုကိုအသုံးချသွားဒါပုံမှန်၄တခုဆိုတာနိုင်ငံအတွက်တကယ်ဟိုဘယ်ကောင်မဆိုနိုင်ငံရဲ့ဒီအင်္ဂါစင်မှာတကယ်ကိုအမြင့်ဆုံးနေရာကနေပြီးတော့ ရေးဆွဲထားတဲ့ဒီပုံမှန်လေးတစ်ခွန်ဒီလေးတစ်ခွန်ကိုအသုံးပြုသွားရလောက်အောင်ဒီမဲစင်လွယ်မှမှုရှိရဆိုတဲ့ခါကျတော့သူတို့ကလည်းကြလို့ရှိရင်လည်းအခုဥမင်းအွန်လိုင်းကိုယ်တိုင်လုပ်မဲ့ရွေးကောက်ပွဲရလဲအခုလက်ရှိအခြေအနေကတည်းကမဲစင်လွယ်မှမှုတွေနော်မပါမှုတွေကအများကြီးရှိနေပြီဖြစ်တယ်နော်ဦးမင်းအွန်လိုင်းကမကြိုက်ဘူးချင်ဆိုရင်လည်းဘဲကောင်ကိုတင်မြောက်ချင်တယ်လေကိုမမဦးမင်းအွန်လိုင်းကမကြိုက်ဘူးဆိုလို့ရှိရင်ဟုတ်ဘူးဟိုစစ်တပ်မှာတဘူကြရင်တဘူတက်ပါ ကြိုက်တယ်ကြိုက်ချင်းမကြိုက်ချင်းအကြီးကပြောတော့မဟုတ်ဘူးသူတတန်ကုန်နေတာဘယ်လောက်ကြာပြီလဲအဲ့ဒါကြီးကိုထပ်ပြီးတော့တတန်တူပြီးယူလာမှတော့အဲ့ဒါကိုတော့မှပြောရတဲ့စစ်တပ်ကအဲပြောမှဆိုလို့ရှိရင်တော်တော်ကြီးညံ့ဖြစ်တဲ့စစ်တပ်ပါအဲ့လိုပြောပြောရမှာပါစစ်တပ်ဆိုစစ်တပ်ကြီးတို့ခုလုံးပြောရမှာမဟုတ်နော်သူနောက်ကခေါင်းဆောင်တွေလို့ပြောတာဒါတွေတော့မဟရဲတာနော်ဘာကြောင့်လဲဥပဒေကြောင့်အချိန်တန်ရင်သွားလေဘာကြောင့်မို့လို့ကုတ်ကတ်တွေကတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနေနေရလဲနော် အဲ့တော့သူ့နောက်ကကောင်းဆောင်နေရဲ့အသုံးချမဉဏ်ဖြည့်မှုကြောင့်ပေါ့ဗျာအဲ့တော့စစ်တပ်ကအဲ့တော့အဲ့လိုကြည့်ကြရပြီဆိုလို့ရှိရင်ဒီအထက်ပေါ်ချုပ်တွေရဲ့ဂျားထဲမှာအရန်ညင်ညွတ်နေပြီစစ်တပ်ဆိုတဲ့ institution တော့မရှိတော့ဘူးစစ်တပ်ကဥမင်း online ဆိုတဲ့နာမည်နားမှာပတ်ချလေပြီးတော့ရမ်းနေရတဲ့ဘဝရောက်နေတော့သူစစ်ကွေးတွေကိုပတ်ချတာဒါသူဒီကိစ္စတွေအားလုံးမှာခုနော်သူ့ရဲ့သူ့နားမှာသွားဝင်နေအဲ့ဒါဆိုလို့ကျွန်တော်အချိန်တိုင်းကောင်းသည်ရှိဆိုးသည်ရှိဘောလုံးပွဲလိုပဲ ်နောက်တစ်ပွဲပါဘလောက်ကြီးလဲခင်ဗျာဂိုးတင်နေအဲ့ပုံသာယာပြီးတော့ဖီးတက်နေလို့မရဘူးဖောက်ဇန်ပြောတာလေနောက်တစ်ပွဲဘလို့ကောင်းအောင်ကံလဲအဲ့တော့လူတယောက်အာနာရတယ်သူ့အချိန်ကုန်ထွက်နောက်တစ်ယောက်ဖီးတက်နေတယ်ငါရန်တော်ဖီးတက်နေကိုယ့်ထက်သားလေးကောင်လေးကြီးပဲဟိုဘာမလဲလုတ်ကုန်ကိုင်းမှုမတူတာပဲရှိတယ်သူ့နေရာသူ့အချိန်ဘာမလဲဆိုတော့ဘာမလဲဆို talent ကျွန်တော်တို့ဘယ်လိုခေါ်မလဲအဲခေါ်မလဲကျွန်တော်တို့ဒီကျွမ်းကျင်မှုလိမ္မာရာတွေမှာเนาะအချိန်ဆိုတာလိုတယ် ခုအချိန်နဲ့ကိုက်လို့ရှိရင်ပေါက်သွားတာပဲအဲ့တော့အာဒေးကအရန်တော်နေတယ်တော်တဲ့ခါကျတော့ခါအဲ့နေရာမှာမနေနဲ့အဲ့နေရာမပြောင်းကြည့်လိုက်လေဗျာနော်စစ်စည်းကောင်းကိုလိုက်နာမဲ့စစ်ဥပဒေကိုလိုသလိုပြင်နေမဲ့ပုံကူမျိုးတော့ကျွန်တော်တို့မလိုဘူးစစ်ဥပဒေအတိုင်းနော်လိုက်နာမဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်မဲ့တက်တက်ကြိုက်အခုသူကိုယ်တိုင်စစ်ကောင်းဆောင်တယောက်ဖြစ်ပြီးတော့စစ်ဥပဒေကိုလိုက်မနာမဲ့စစ်ဥပဒေကိုကြိုက်တယ်လို့တေးဝင်းတို့ဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်တယ်လေနေရဖြစ်တယ်အဲ့တော့ဘလို့လူမျိုးကိုခေါင်းဆောင်ပြင်ပြောင်းချင်တယ်ဆိုလို့ရှိရင် ျုံတော့လူပုဂ္ဂိုလ်ဆွဲမရှိပါဘူးဒါပေမဲ့တော့အချိန်တန်ရင်စစ်စည်းကံစစ်ဥပဒေတိုင်းစစ်ဥပဒေကိုတည်ဝင်းမလုံမဲ့ခေါင်းဆောင်မျိုးကျွန်တော်လိုချင်တယ်နော်စစ်ဥပဒေကိုတိုင်လိုက်နာမဲ့ခေါင်းဆောင်ပဲခေါင်းဆောင်ဆိုကျွန်တော်ကျူးစွန်မှာဖြစ်တယ်ပါပါလုံးမဲ့စစ်ကြွန်ပညာရေးအကြောင်းကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်။အဲ့တော့နောက်တစ်ခုကနောက်တဲ့စာသင်ကျောင်းကျောင်းနဲ့ပတ်သက်တာတစ်ခုတော့ grade 12ပေါ့ အဲဆိုရအနေနဲ့တော့ကျူတင်ပြင်ဆင်ရေးပုံပေါ်တယ်။နောက်မကြခင်မှာဖြစ်လာနိုင်ခြေလေးရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ grade 12ရဲ့တင်ယွညွန်တန်းတဲမှာဥပဒေဘာသာရပ်ကိုထည့်သွင်းပြီးတော့ပို့ချနိုင်မှုစပြီးတော့ကျူသားပြင်ဆင်နေပြီဆိုတဲ့အကြောင်းကိုဥရေရဝန်ကြီးဌာနကနေပြီးတော့တို့တို့ရဲ့ဒီအဲစီဝေးမှာထုတ်ပြောလိုက်ပါတယ်။ပြောခုကူညီတော်သားတီတာဥပဒေတော့မယ်ပါပါကထုတ်ပြောတဲ့စကားပါ။ဆိုတော့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်။နော် grade 12တင်ယွညွန်တန်းတဲမှာဥရေဘာသာရပ်ကိုထည့်သွင်းပို့ချနိုင်မှုအတွက် TOD တင်တဲ့နေစတဲ့ဆောင်ရနေပြီဆိုတော့သဘောကတော့မကြခင်မှာပြောရရင်တော့ ဥပဒေပညာရဲ့ကိုဥပဒေပညာရဲ့ဘာသာရဲ့ကို grade 2ထဲမှာမြင်ရတော့မှာပေါ့ဗျာเนาะဆိုတော့2025ကနေ29ထိဆောင်ရွက်မဲ့တတိယမြောက်မဟာဗျူဟာစီမံကိန်းအဲ့ဒီထက်မှာပြည်သူ့အတွက်တိဆောက်တိဆောက်လျက်ဥပဒေကိုယုံကြည်ချက်ဆိုတဲ့ဆောင်ဖို့ကိုချမှတ်ပြီးတော့အဲ့မှာပန်းနိုင်ငံရဲ့နဲ့ဆောင်ရွက်နေတယ်တဲ့အဲ့တော့တတိယမြောက်မဟာဗျူဟာစီမံကိန်းထဲမှာ grade 2ထဲမှာဥပဒေဘာသာရဲ့ကိုထည့်သွင်းဖို့အတွက်ကိုလည်း TOD သင်တန်းတွေစနေပြီး e library တိထောင်တာတွေစပြီးအဲ့ဒါတွေဥစားပြီးလုပ်နေတယ်ဗျာအဲ့ဒါမျိုးတွေလုပ်ပြီးတော့သင်တန်းမှာထည့်သွင်းဖို့ပြင်နေတယ်ပေါ့ကျွန်တော်ကအမြင်ကျွန်တော်တို့ကလေးတွေကကလေးငယ်တယောက်ကနောက်ကလေးငယ်တယောက်ကိုဆဲဆိုရင် ်ဘာဥပဒေနဲ့ညှိတယ်တွန်းထွက်ရင်ဘာဥပဒေနဲ့ညှိတယ်လိုက်နေရင်ဘာဥပဒေနဲ့ညှိတယ်နောက်ဆုံးပြောတော့အုပ်စုဖွဲ့အနိုင်ကျင့်ရင်ဘာဥပဒေနဲ့ညှိတယ်ဆိုတော့ကလေးတွေကတိတ်သွားရင်အဲ့ကလေးတွေကဥပဒေကြောင့်ဥပဒေကိုတည်တဲ့အတွက်ဥပဒေကနေပေးမဲ့ပြစ်တယ်ကိုကြောက်တဲ့အတွက်တောက်တောက်ကိုစော်ကားမော်ကမလိုရဘူးဒါဘာဖြစ်လို့ဆိုပြီးခဲ့တဲ့ကာလတွေမှာတခြားလုံးမှာခင်ဗျားကြောင်းနေမှာခင်ဗျားတို့တွေ့ရလိမ့်မယ်ကလင်းငယ်တယောက်ကိုကျွန်တော်ကလင်းငယ်ရဲ့အုပ်စုဘွဲ့ထိုးကြချင်းကြတာတွေအဲ့လိုဇလန်မျိုးတွေရာဗီဒီယိုဖိုင်တွေဟိုဟာတပ်ပုံတွေမှတ်တမ်းတွေဂရင်းတွေမှာပွက်လို့ရအောင်မြင်ခဲ့ကြရတယ်အဲ့ဒါတွေအားလုံးကကလေးတွေကဥပဒေကိုမသိတဲ့အတွက် ဥပဒေကနေပေးတဲ့အဖြစ်ကိုသူမသိတဲ့အကြောက်တရားတွေဖြစ်ပြီးတော့အဲ့ဆိုမကြောက်တဲ့အတွက်သူကလှုပ်တာပေါ့နော်ကလေးတွေပဲဘာဖြစ်လဲပေါ့ကျွန်တော်ခေတ်ကတည်းကဒီလိုပဲတငယ်ချင်းတွေကလေးကလေးချင်းထိုးကြတာပါပဲဒါပေမဲ့အုပ်စုပွဲထိုးရတော့ဒီကျွန်တော်တို့အဲ့လောက်ထိမညံ့ဘူးပေါ့နော်မင်းနိုင်ငံကမကြောက်ဘူးလားကြိုက်ထိုးတော့တော့ထိုးမယ်လားဆိုပြီးတော့ကိုယ်ကမတော့ထိုးတာနောက်မနောက်မှနှစ်ယောက်ကဟိုနမန်းလုံးနိုင်နေပဲ့ကြရွှဲကြလို့ရှိရင်ဆရာမတွေမေးရင်တော့ကျွန်တော်တို့ကမဟုတ်ဘူးချော်လဲရတာဆရာမနဲ့ကျွန်တော်ကြတာဒါပေမဲ့အညိုးတိပြီးတော့ပြီးအထိုးလုပ်ပြီးတော့ပြီးတော့ ဒီတိကိကလေးကြတော့မဟုတ်အုပ်စုဖွဲ့နိုင်ခြင်းကိုစဉ်းစားတာကိုရီးယားဆန်တာလားဘာဆန်တာလဲတော့မသိဘူးနော်ဘယ်လိုလဲတော့မသိခလေးတွေအဲ့လိုဖြစ်ကုန်ဒါကြီးကမကောင်းအဲ့တော့အဲ့ခလေးတွေရင်ထဲမှာငါသူ့ကိုထိုးလိုက်ရင်ငါသူ့ကိုရိုက်လိုက်ရင်ဥပဒေရအပြစ်ပေးခံရမှာငါဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့အတိတရားဝင်သွားဖို့ဥပဒေအကြောင်းသင်ပေးဖို့လိုတချိန်တည်းမှာပဲငါဒုတိယကိုဆဲလိုက်ရင်ဘာဖြစ်တယ်လဲဆိုတော့ဥပဒေရတိဖို့ကလေးတွေသင်ပေးဆိုတော့ဥပဒေကိုမသိရင်လူကဥပဒေကိုမကြောက်ဘူးဥပဒေမသိရင်ဥပဒေမကြောက်ဘူးဥပဒေသိရင်ဥပဒေကိုကြောက်တယ် ဲ့တော့မှအ ਨੇ ဆုံးတော့လူတရာမှာလူကိုအချောက်တရားတည်းပြီး50တဲ့မနေ့ကဥပဒေကြောက်ပြီးတော့ရန်ရန်ကကမလို့ရတော့မဆဲဆိုရတော့ခုကလူတွေကဥပဒေမသိဘူးကြောက်တယ်။အခု Facebook မှာတောင်းတော့ဆဲကြတယ်နာမည်တက်ပြီးဆဲတယ်နာမည်တက်ပြီးတော့ Facebook မှာဆဲတယ်နောက်တစ်ခုကဘာဖြစ်လို့ဆိုတော့ဟိုနာမည်တက်နာမည်မတက်အောင်တက်မယ်စောင်းညောင်ရေးသားတယ်ပပဆက်တွေလောက်ကြတယ်အများကြီးလောက်ကြတယ်ဒါတွေကဥပဒေနဲ့ညှိစိုးနေတယ်ဆိုတော့သူတို့မသိကြဘူးသူကြောက်မှကျွန်တော်ကလူတယောက်ကိုပြောတယ်ဆိုကြတော့လူတယောက်ကိုကျွန်တော်ကဆဲလိုက်တယ် ဆဲလိုက်တယ်ပေါ့မီဒီယာအရကျွန်တော်ဝေဖန်လို့ရပြီမဲ့ဆဲလိုက်ရင်အဲ့ဒါအမှုညောက်မီဒီယာအရဆဲရာအမလီအဲ့ဒါကမီဒီယာအဆဲမီဒီယာအပေါ်မှာမီဒီယာဟုတ်ကဲ့ကျွန်တော်တို့ဆိုတော့ဒါနမူနာပြောတာဆဲလိုက်ဥပမာဆိုကြတော့ကျွန်တော်တခုတော့ရှင်ကျွန်တော်လက်နက်ရဲ့တဘုံဖွဲ့ရတော့ဆဲပလိုက်တယ်ဘာလို့ဆဲပလိုက်လဲသူရှင်းရှင်းလေးပဲတို့တို့လာမှုဖွင့်လဲရန်ကုန်တက်လာဖွင့်ကြလာဖွင့်ကြရတယ်ကျွန်တော်လက်ခံတယ်ဘာလို့ဆဲလိုက်လို့မှုဖွင့်တယ်ဖွင့်ရတယ်ဒါပေမဲ့တဘုံကိုတော့ကျွန်တော်ပွင့်လဲပြောရတော့ဘလို့မှယဉ်ကျေးလို့မရတဲ့ဒီဒေါသထွက်လာလို့တီးထည့်ရတာဒါပဲဒါပေမဲ့ တာမန်လူတယောက်ကိုဆဲဖို့ဆိုတော့ကျွန်တော်တို့ဘလို့မှမဖြစ်နိုင်ဘူးအဲ့လိုအဲ့ဒါကြောင့်ခုနနံပါတ်၁ကလူတယောက်ကိုဆဲရအောင်ဥပဒေနဲ့ညှိပါတယ်လူတယောက်ကိုသဘောလိုလည်းပြောတာလည်းဥပဒေနဲ့ညှိပါတယ်လူတယောက်တယောက်ကိုတွန်းထိုးလိုက်တာလည်းဥပဒေနဲ့ညှိပါတယ်ချိန်ချောက်တာလည်းဥပဒေနဲ့ညှိပါတယ်တပ်ဖြတ်မယ်ပြောတာလည်းဥပဒေနဲ့ညှိပါတယ်ပိုဆိုးတာတော့ဗျာဟိုတက်ငင်ပရင်းကျင်တာတော့အဲ့ဥပဒေနဲ့အကုန်ညှိဆုံးတာနေပြီအဲ့တော့ grade 12မှာအဲ့ဒါသင်ပေးလိုက်ရင်နောင်လာမဲ့ကလေးတွေကဥပဒေကိုသိပြီးတော့ဥပဒေကိုကြောင်းပေးမယ်အပြစ်ကိုကြောက်ပြီးတော့မဟုတ်တာတွေမလုပ်ရဲအောင်လို့ဥပဒေကိုထက်သင်ပေးတာကောင်းပါတယ်ပညာရေးရာ ကျွန်တော်တို့ပညာရေးလက်တွေ့အသုံးချနိုင်တဲ့ပညာရေးလက်တွေ့လူမှုဘဝမှာအသုံးဝင်တဲ့ပညာရေးဖြစ်တဲ့ဖြစ်လာအောင်တစိမ့်ပြီးတစိမ့်ပြောင်းလဲလာဖို့လိုတယ်တစိမ့်ချင်းဖြည့်ဖြည့်သွင်းလာဖို့လိုတယ်ပညာရေးစနစ်တစ်ခုလုံးလောကချင်းပြည့်စရာမလိုပါဘူးတစိမ့်ချင်းချင်းပြည့်ဖို့လိုတယ်တစိမ့်ချင်းအသွင်ပြောင်းဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ကလေးငယ်တွေကိုမူလာတန်းလေးရစာပြီးတော့မူကျိုးကနေစာပြီးတော့ဆယ်တန်းအထိလောကနီတီဓမ္မပါဒအစရှိတဲ့ကျွန်တော်တို့ဗုဒ္ဓအဆုံးအမတွေနဲ့ ီဗုဒ္ဓဆုံးမကိုပြောလို့ဗုဒ္ဓဘာသာဝင်နေမဟုတ်တဲ့တခြားဘာသာဝင်ဒုက္ခရောက်မှာဆိုရင်โอเคဓမ္မပဒလောကနိတိတခြားသောဒီပညာရှိတွေရဲ့ဟိုဆိုရိုးအမိန့်တွေလူတွေရဲ့လူမှုဘဝမှာနေထိုင်ရတဲ့ရှင်းထုံးရှင်းထုံးတွေနီးလန်းတွေဒါတွေကိုလုံးသင်ကြားထည့်သွင်းသင်ကြားပေးရင်လည်းကလေးတွေကိုစိတ်ပိုင်းဆိုင်ရာအရာပြန်ပြီးတော့ကျွန်တော်တို့ကလေးတွေစိတ်ပိုင်းဆိုင်ရာကိုပြန်မြင့်တင်ပေးတဲ့ပုံစံမျိုးလုပ်မှရမယ်စိတ်နေအစစ်တမ်းမြင့်အောင်ကြိုးစားပေးရမယ်စိတ်တဲ့အစစ်တမ်းမြင့်မားမှာကျွန်တော်တို့ကလေးငယ်တွေအနာကလှမယ်စိတ်တဲ့အစစ်ပန်းအစစ်တမ်းနှိမ့်ပိုင်းကျွန်တော်တို့တိုင်းကလေးငယ်တွေကလှုပ်ဆိုးရတယ်အဲ့ဒါကြောင့်ကျွန်တော်က ကလေးငယ်တွေစိတ်တက်အစင်တမြင်ပါအောင်ကျွန်တော်ကပညာရေးကိုကောင်းကောင်းရိုက်ထည့်ပြီးသင်ဖို့လိုတယ်။ကောင်းဝဲထုံတယ်လို့အမိုက်ပြတ်တက်အောင်ဟိုပေါင်းစည်းဆိုင်ဝင်ဆန်းအောင်လုပ်ငန်းခွင်ထဲမှာအဆင်ပြေအောင်သူများကိုကြောင်းမချတတ်အောင်စသဖြင့်ပေါ့ဗျာစိတ်တက်အစင်တမြင်ပါလာအောင်လုပ်ရမယ်။စိတ်တက်ကအောက်တန်းသားကလေးကြီးစိတ်တက်မဖြစ်အောင်ကလေးငယ်တွေကိုပညာရေးကနေစပြီးပြောင်းရမယ်။အဲတော့ကျွန်တော်တို့အားလုံးကခင်ဗျားတို့အားလုံးကကလေးငယ်တွေရဲ့စိတ်နေစိတ်ထားလေးတွေစိတ်တက်စိတ်နေမြင်ပါသူဖြစ်အောင်ပညာရေးကိုစပြီးပညာရေးကနေပဲအစာတော့မှရမယ်။အဲ့တော့ လေးငယ်ပြီးစီပေါ်စာစာစာတော့ရဲ့တဖြည်းဖြည်းပြောင်းအဲ့တော့အခုဥပဒေပညာသင်မယ်သိကောင်းပါလေကျွန်တော်တော့ထောက်ခံပါတယ်ကောင်းလည်းကောင်းပါတယ်ဝမ်းလည်းဝမ်းသာပါတယ်ဒါပေမဲ့ဘွဲမဟုတ်ပဲဥပဒေရဲ့အကြောင်းတွေကိုသင်ပြီးသွားပြီးကောင်းပါတယ်ဘွဲကဘွဲတက်တက်တလိုင်းသွားမှာပေါ့နော်အခုကဥပဒေနဲ့ပတ်သက်တဲ့တိတိတိထိုက်တဲ့အခြေခံလူမှုကျင့်ဝတ်နဲ့ဆိုင်တဲ့ဥပဒေတွေကိုထည့်သွင်းပြောကြားသင်ကြားပေးရမျိုးလုပ်တာမျိုးကောင်းတယ်လို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒါနဲ့ပုံပြီးတော့အစီအစဉ်တွေသူလုံးလိမ့်မယ်လို့ယူဆတယ်ဘလို့လုံးမလို့ကျွန်တော်မသိဘူးသို့တော့ကလေးတွေရဲ့ရင်ထဲမှာဥပဒေနဲ့ရှင်းတန်းကြီးပြင်းလာဖို့ဥပဒေအသည့် နော်တရားတော်သည်တရားတော်ဓမ္မတွေနဲ့ကြည်ပြင်းလာတယ်။ဒါတွေကယူကြည့်ပါတယ်။ဟုတ်ပါဘူး။ကျွန်တော်ပြောချင်တယ်နော်။ဒါကတော့ဥပဒေကိစ္စပြောတာ။